ပထမစတုကအာနာပါနကမ္မထံကိုစတင်အထုတ်ဖို့ရအတွက်မြတ်စွာဘုရားအစဉ်အစဉ်ရှေးဥစွာတတိဒုတိယကျတော့ပညာတတိယကျတော့ဝိရိယစတုထကျတော့တမာတိလို့ဆိုတဲ့ဒီတရားကိုယ်တွေ တဘာဝတရားတွေမိမိတို့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့အခါအာယုန်မိတ်တွေပေါ်လာပြီးတဲ့နောက်ပထမဇန်ဒုတိယဇန်တတိယဇန်သုတ်ထဇန်လို့ဆိုရယ်ဇန်တွေကိုအစစ်စစ်ရသွားတယ်အဲဒီဇန်အစစ်စစ်ရသွားတာကိုပဲထပနာလို့ခေါ်တယ်ဖုဒနာထပနာထီးတဲ့နေရာလေးမှာအာယုန်စိုက်ထားနိုင်ပြီးစိတ်ကလေးဟာ ထီးတဲ့နေရာလေးမှာအာယုံနမိတ်ပုံငြိမ်ပြီးတော့သွားပြီဟိုဟိုဒီဒီမရွှေ့တော့ဘူးရက်တက်သွားပြီလို့ဒီလိုဆိုလိုတာနော်အဲ့ဒီထပ်ပနာကိုပဲအပနာလို့လည်းသုံးတာအပနာဆိုတာထဲ့သွင်းတာစိတ်ကိုအာယုံနဲ့ထဲ့ထားလိုက်တာဟိုဟိုဒီဒီမသွားတော့ထဲ့ထားတဲ့အာယုံလေးပုံမှာပဲငြိမ်သွားတာဒါကိုတမာတိလို့ပြောတာပေါ့အဲ့ဒီလိုတမာတိစိတ်လေးကဖြစ်ရင်ဒီမှာပဲထပ်ထပ်ဖြစ်တယ် ငြိမ်သွားတယ်ဆိုတော့ဒီလိုတော့မအောင်မိတ်လေနဲ့စိတ်ကလေးကငြိမ်ပြီးတော့ဖြစ်ချင်းပြက်ချင်းမရှိဘူးလို့ဒီလိုမအောင်မိတ်လေနဲ့ဖြစ်ပြက်လာ ဖြစ်လာသည်များဒီအာယုံပေါ်မှာပဲဖြစ်တယ်ပြက်သွားတော့လည်းဒီအာယုံပေါ်မှာပဲပြစ်တယ်နောက်ထပ်ပြန်ဖြစ်တော့လည်းဒီအာယုံပေါ်မှာပဲဖြစ်တယ်ပြက်တော့လည်းဒီပေါ်မှာပဲဒီစိတ်ကလေးကဖြစ်လိုက်ပြက်လိုက်သည်တခြားအာယုံကို ရွှေ့ပြီးဖြစ်ပြိုက်နေတာမဟုတ်ဘူးဒီအာယုံနမိတ်တစ်ခုတည်းပေါ်မှာဖြစ်ပြီးပြက်နေတာလို့ ီလိုဆိုလိုတာနော်မှန်ပါပါဗျာအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးကထက်သွင်းထားသလိုငြိမ့်ချသွားတယ်အဲ့ဒါကိုထပနာဆိုတာထပနာဆိုတာယက်တန်ထားခြင်းပေါ့စ်လုပ်လိုက်တာပေါ့နော်ခုခေတ်စကားနဲ့ပြောရင်ပေါ့စ်သို့မဟုတ် stop လုပ်ထားလိုက်တယ်အာယုံတွေကိုရှောက်ပြီးတော့ wondering about ဟိုအာယုံပြေးလိုက်ဒီအာယုံပြေးလိုက်နဲ့စိတ်ကလေးဟာထိမရအောင်သွားနေတဲ့စိတ်လေးကိုအာယုံတစ်ခုတည်းပေါ်မှာယက်တန်ပလိုက်တာပေါ့စ်လုပ်ပေးထားတာ boss လုံးလိုက်တဲ့အခါကျတော့ဘယ်နှချိန်ပဲဖြစ်ဖြစ်ဒီဟာလေးပေါ်မှာပဲထပ်ထပ်ဖြစ်တယ်။တခြားအာယုံမသွားတော့ဘူးမရွှေ့တော့မကူးပြောင်းတော့ဘူးလို့တန်းဆုံးပါတယ်။အဲ့ဒီလိုရောက်လာပြီဆိုတဲ့အခါကျတော့မှဘာလို့ရတော့ဆိုတန်လက္ခဏာအဲ့ဒီလိုရောက်နေတဲ့အခြေအနေတခုဆိုလိုတာကတော့ဒါဇံဝင်စားနေပြီဆိုရင်ဒီအာယုံပေါ်မှာပဲစိတ်ကလေးငြိမ့်နေတယ်။အဲ့တော့ဒီအာယုံနဲ့ ဆက်ပြီးစခန်းသွားနေမယ်ဆိုရင်တမာတိပဲဖြစ်မယ်ဉာဏ်မဖြစ်လာဉာဏ်ဖြစ်ဖို့ရာအတွက်တဘာဝကိုသိဖို့လိုတယ်ဒါကငြိမ်အောင်နေလှုပ်ထားတာစိတ်ကိုရပ်တန့်ပေးထားတာပဲရှိတယ်ပညာရဲ့လုပ်ငန်းမပါဒါကြောင့်မလို့အဲ့ဒီရပ်တန့်ပေးထားတဲ့စိတ်ကိုစုစည်းနိုင်တဲ့စွမ်းအားတစ်ခုကိုယူပြီးတဲ့အခါကျတော့အဲ့ဒီအာယုံကနေနောက်ဆုတ်လာ withdraw လို့ဆုတ်ခွာလိုက်တယ် ဒါကိုပဲဇံကထရတယ်လို့ပြောတာအဲ့ဒီအာယုံနဲ့ဆက်လက်မနေတော့ပဲနဲ့ဆုတ်ခွာလိုက်တယ်ဆုတ်ခွာလိုက်ပြီးတော့အဲ့ဒုံကဖြစ်ပေါ်နေတဲ့အခြေအနေရရက်ကိုပြန်လံပြီးတော့ဆင်ញင်သုံးသက်လာတယ်။ဘာတွေဖြစ်နေတာပါလဲဆိုပြန်ပြီးတော့သုံးသက်တယ်။ပြန်ပြန်သုံးသက်တဲ့အခါမှာအကျံပြန်အားဖြင့်သူဘယ်နှခုတွေ့သွားတော့ဆိုသုံးခုတွေ့တယ်။ဘာတွေ့တော့ဆိုထွက်လေဝင်လေလဲတွေ့တယ်။ ထွက်လေဝင်လေလေးရဲ့တီယာဖြစ်တဲ့ body ဆိုတဲ့ကာယကိုလည်းတွေ့တယ်။ဟောကာယကိုလည်းတွေ့တယ်။နောက်ထွက်လေဝင်လေလေးကိုဖြစ်စေတတ်တဲ့စိတ်ကလေးကိုလည်းသွားတွေ့တယ်။ဟောသုံးခုတွေ့သွား။ဟောအဲ့ဒီသုံးခုသွားတွေ့တယ်။ထွက်လေဝင်လေအပေါင်းကိုလည်းတွေ့တယ်နော်ထွက်လေဝင်လေကလည်းစုထားတာထွက်သည်မြဝင်သည်မြ နော်ထွက်လေဝင်လေအချိန်ချိန်ဖြစ်နေတဲ့ထွက်လေဝင်လေတွေရဲ့ထိုထွက်လေဝင်လေတွေရဲ့တိယကရဇကာယလို့ဆိုတဲ့ခန္ဓာနော်တိတယ်ဆိုတဲ့စိတ်အဲ့ဒီသုံးခုသွားပြီးတော့တွေ့တယ်ဟောသွားတွေ့တဲ့အခါကျတော့ပြန်ပြီးတော့ဆင်ခြင်သုံးသပ်လိုက်တယ်ကရဇကာယနဲ့ထွက်လေဝင်လေဆိုတာထွက်လေဝင်လေဆိုတာ စောစောတုန်းကတော့ထွက်လီဝင်လီလေးရဲ့အာယုံနမိတ်ကလေးပေါ်မှာထွက်လီဝင်လီလေးကနေဆင့်ပွားပြီးတော့ဖြစ်လာတဲ့ပလဲလုံးလေးလိုပဒီလုံးလေးလိုသို့မဟုတ်မိโกဒန်းလေးလိုသို့မဟုတ်အလင်းတန်းကလေးလိုထင်းနေတဲ့အာယုံနမိတ်ပေါ်မှာစိတ်ကိုရပ်တန့်ထားတာဟာစုတ်ခွာလိုက်တဲ့အခါကျတော့အဲ့ဒီအာယုံကပျောက်ခွဲသွားပြီးတော့ဘာပေါ်လာတော့ထွက်လီဝင်လီတဘာဝပေါ်လာတယ်ထွက်လီဝင်လီဟာ သူကြီးတက်တက်ဖြစ်တာမဟုတ်ဘူးကာယပေါ်မှာမိဖြစ်တော့ကြောင့်ကာယဆိုတာပေါ်လာတယ်တခါစိတ်ဆိုတဲ့သိစိတ်လေးပေါ်လာတယ်၃ခုအဲ့ဒီ၃ခုကိုသူကတတိထားမိလားတန်လက္ခဏာတဘာဝတွေကိုမှတ်သားလိုက်တော့ထွက်လီဝင်လေးလေးကလှုပ်ရှားနေတဲ့ဝါရော့ဓာတ်ပဲဆိုတာလှုပ်ရှားမှုသဘောလေးကိုသူသိလာတယ်ဒါလေးကလှုပ်ရှားနေတဲ့သဘောတစ်ခုပါလားလို့တခါဒီလှုပ်ရှားမှုဆိုတဲ့ ဝါယောဓာတ်ဆိုတဲ့ဒီထွက်လေဝင်လေလေးဟာမိယာဂျန်တဲ့ယုတ်တရားတွေမရှိပဲသူမဖြစ်ဘူးဂျန်တဲ့ယုတ်တရားတွေရဲ့အပေါင်းကိုသူစဉ်းစားပြီးတော့ကြည်လာတော့ဘောဓိလို့ဆိုတဲ့ကာယကိုလည်းတွေ့လာပြန်တယ်အဲ့တော့ထွက်လေဝင်လေရဲ့ဘောဓိဆိုတဲ့ကရစကာယရဲ့ဒီနှစ်ခုကယုတ်တရားတဲ့ဘာမှသိနိုင်စွာမရှိဘူးလေကလည်းသူ့ကိုယ်သူသိတာမဟုတ်ဘူးငါဝင်ထွက်နေတာလို့လေကမသိဘူး ။နော်လေးဝင်ထွက်ရာကရဇကာယနဲ့ဆက်ဆက်နေတဲ့ဗောဓိကြီးကလည်းလေးလေးဝင်ထွက်နေတာပါလားဆိုတာမသိဘူး။တိတာကဘယ်သူကတိနေလို့ဆိုစိတ်ကပဲတိတာ။အဲ့တော့ကိုယ့်ဘက်ကိုဘယ်ကတိနေတာလဲဆိုတာကိုသေးသေးချာချာစဉ်းစားကြည့်။စဉ်းစားကြည့်တဲ့အခါမှာအခုတရားနာရင်မဲ့နည်းနည်းအာယုံပြုတ်ကြည့်လိုက်။အတန်တွေကနားကိုလာတိုက်နေတယ် လာတိုက်နေတဲ့အခါနားကအတန်ကိုတိသလားသို့မဟုတ်အတန်ကပဲတိသလားလို့ကြည့်လိုက်အတန်ကနားတိုက်နေတာနားကလည်းမတိဘူးအတန်ကလည်းမတိဘူးတိနေတာကအသိစိတ်ကလေးကတိနေတာအတန်ဆိုတာကတိနေစိတ်အဲ့တော့သဘာဝတရားချင်းမတူဘူးလို့ဆိုတာပြောတယ်အဲ့တော့အတ္တတပတ္တတာရဲ့ကရဇကာယရဲ့အာယုံကိုမတိတတ်လို့သူတို့ကိုယုတ်တရားလို့ခေါ်တာနော်အာယုံမရယူတတ်လို့ယုတ်တရား အသီးစိတ်လေးကြတော့အာယုံကိုရယူတတ်တဲ့နန္တရာဟောကြည့်လိုက်တဲ့အခါကျတော့ထွက်လေဝင်လေလေးနဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့သဘာဝတရား၃ခု꽌꽌ပြပြကြီးသိလိုက်တယ်ထွက်လေဝင်လေလေးရဲ့ကိုယ်ကာယရဲ့ဒါကယုတ်တရားသိနေတဲ့အသီးစိတ်လေးကနန္တရာလို့ဆိုတော့ဩယုံနဲ့နန်ဒီဒီနှမျိုးတည်းပဲရှိတာပါလားလို့ဩသိလားရှင်းရှင်းပြပြကြီးမြင်လားမှတ်လာနိုင်တယ် အဲ့ဒါကိုတန်လက္ခဏာလို့ကောင်းကောင်းကြီးမှတ်နိုင်လားကောင်းကောင်းကြီးမှတ်တယ်ဆိုတော့သူ့ရဲ့သဘာဝကိုမှတ်နိုင်လားအနှုံးဆိုလို့ရှိရင်လုံးရိုက်နေတာလေလုံးနေတာဘာနဲ့လုံးနေတော့ဆိုငါရှူနေတယ်ငါအိတ်နေတယ်ငါကမ္ဘာထမ်းထိုင်နေတယ် ਨੇ ဒီလိုတွေဖြစ်နေတာငါပါပြီးတော့လုံးနေဘယ်သူကရှူတာတော့ဘယ်သူကတိတာတော့ဘယ်သူကပါတော့ဆိုတာကိုမသိတော့ဘဲနဲ့အကုန်လုံးထားတာနော် အဲ့ဒါလိုပဲကွဲကွဲပြားပြားမသိဘူးဆိုရင် လုံးလာတာတခုတည်းလို့ဖြစ်နေတာအဲ့ဒီမှာတန်လက္ခဏာတခုစီအသေးစိတ်မှတ်သားလိုက်တဲ့အခါကျတော့ဒီ၃မျိုးတည်းကထွက်လီဝင်လီနဲ့ကရဇကာယကယုတ်တရားစိတ်ကနန္တရားလို့ဒီလိုယုံနေနံခွဲခြားသတ်မှတ်နိုင်တာကိုနာမရူပဝဝဋ္ဌာနနာနဲ့ယုတ်ကို analyze လုပ်တယ် အဲ့ဒီဟာကိုပဲနမရူပပြိစေတဉာဏ်လို့လည်းခေါ်တယ် analytical knowledge of mind and matter နော် analytical knowledge analyze လုပ်တာယုံနဲ့နာနဲ့မတူဘူးတဘာဝကိုစဉ်းစားလိုက်တဲ့အခါမတူယုတ်ကအာယုံကိုမသိဘူးနာကအာယုံကိုသိတယ်ဟောဒီနှစ်ခုဟာသူတို့ရဲ့ကွဲပြားခြားနားတဲ့တဘာဝလက္ခဏာတွေပဲပေါ့ယုတ်ကအာယုံကိုမယူနိုင်ဘူးနန္တရားကအာယုံကိုယူနိုင်တယ် ဒါကယုတ်ဒါကနာလို့ကွဲကွဲပြားပြားသိလိုက်တဲ့အချိန်ဒီဒီအသိဉာဏ်လေးကိုပဲနာမရူပပြိစေတဉာဏ် analytical knowledge of mind နဲ့တားလို့ဒီလိုပြောတာအဲ့ဒါဝိပဿနာကိုအခြေစလိုက်တဲ့သဘောလေးပဲပေါ့။တန်လက္ခဏာဆိုတာလေးအဓိယစမှတ်တာ။အဲ့ဒီအချိန်ပိုင်းလေးကိုပဲညာတပညာလို့ခေါ်တာ။သိစေရအယုံကိုသိလာပြီ။ညာတ ိသင်သိလိုက်တဲ့တရားတွေပြညာပိုင်းခြားသိလာတဲ့ဒီသဘာဝတရားတခုဒီလိုဆိုလို့လားအဲ့ဒီကနေတခါဒီထွက်လေဝင်လေလေးကဘာကြောင့်ဖြစ်တာတုံးလို့အကြောင်းတရားကိုစဉ်းစားကြည့်တဲ့အခါစိတ်ဟာအကြောင်းတရားတခုပဲ